မဝင်းဝါကမေးထားပါတယ်။ဆရာညီမတစ်ခုလောက်မေးချင်လို့ပါ။ညီမတို့နေတဲ့ USA မှာနှစ်တိုင်းဖြစ်နေတဲ့ပြဿနာတစ်ခုကညီမတို့ USA မှာတရားဝင်ဥလမာလာကြည့်အဖွဲ့ရှိရတာနဲ့ဆိုဒီမာလာတွေ့မှရိုးစားထားတဲ့သူတွေဆိုဒီမာလာတွေ့မှအီးလုပ်တဲ့သူတွေရှိပါတယ်။အဲ့ဒါပိုင်ပါသလား။ဒါနဲ့ပတ်သက်ပြီးရှရီအတ်မှာဘယ်လိုရှိပါသလဲ။ပြောပြပေးလို့ရမလား။ဂျေဇူးပြုပြီးဗီဒီယိုလေးနဲ့ဖြည့်ပေးလို့ရရင်ဖြည့်ပေးစီချင်ပါတယ်။ بسم الله الرحمن الرحيم အဒီသတော်မှာလာရှိတယ်စူမူလီရုအယတ်တီဟီဝါဖ်တီရူလီရုအယတ်တီဟီသမ္ဇန်လာဝင်တဲ့အခါမှာရူဇာကိုလည်းလာကြည့်ပြီးလာမြင်မှပဲရူဇာထားပါရမ်ဇန်ပြန်ဝါကျွတ်တဲ့အခါအစ်လောက်တော့မယ်ဆိုရင်လည်းလာကိုကြည့်ပြီးလာမြင်မှပဲအစ်ကအမီတမန်မြတ်ဆလလောဆမ်ကမိတ်တော်မူထားအဲ့တော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာ လာကရက်နှမျိုးပဲရှိတယ်30ဖြစ်ရင်ဖြစ်မယ်29ဖြစ်ရင်ဖြစ်မယ် 28လည်းဖြစ်လို့မရဘူးလို့30ရက်လည်းဖြစ်လို့မရဘူးအဲ့ဒါကြောင့်မလို့ဟာလာဒီဖိကပညာရှင်တွေယထံမှာလည်းလကတနေရာမှာမြင်တယ်ဒီလောက်ဝေးတယ်အဲ့ဒီနေရာကလကတဲ့ကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့နေရာမှာချင်းတုံးတယ်ဆိုရင်အကယ်လို့ညာမတော်တရကျွန်တော်တို့ဒီမှာလမြင်ခဲ့တယ်ဆိုရင်အဲ့ဒီလက28ရက်ဖြစ်ရင်ဖြစ်သွားမယ်ဒို့မဟုတ်33ရက်ဖြစ်ရင်ဖြစ်သွားမယ်လို့အခြေအနေရှိတယ်ဒီလောက်ဝေးတယ်ပညာရှင်တွေထားမှာအဆိုတွေအမျိုးမျိုးပြောတယ် တချို့ကမိုင်900လောက်ဝေးတယ်ဆိုရင်ဒါက اختلاف မတော်လေးလို့ခေါ်တယ်ဒီနေရာက မြင်တဲ့လကဟိုနေရာမှာအကျုံးဝင်မှုဟိုနေရာကမြင်တဲ့လကဒီနေရာမှာအကျုံးဝင်မှုအခုကျွန်တော်တို့ဟာလာဒီဘက်ခင်မှာဆိုရင်တမန်တော်ဆလောဆမြတ်ခင်မှာကျတော့ပုံစံတစ်မျိုးဟာလာနိုင်ငံတွေအများစုကအားလုံးအစ္စလာမ်တွေပဲနော်အနိုင်ငံတွေတခုတည်းပဲအစ္စလာမ်တွေကအခုကျွန်တော်တို့ဒီဘက်ခင်မှာကျတော့အဲ့ဒါနိုင်ငံတွေအများကြီးဖြစ်သွားပြီသူ့နိုင်ငံနဲ့သူသူ့ဘာသာစကားနဲ့သူသူ့ဘယင်နဲ့သူသူ့စစ်တပ်နဲ့သူ ဆိုတော့နိုင်ငံအသီးအသီးမှာသူဟာသူဟလာလာကော်မတီတွေဖွဲ့ထားပြီးမြန်မာနိုင်ငံမှာမြန်မာနိုင်ငံလာကြီးကော်မတီရှိတယ်ဆာအုဒီမှာဆာအုဒီလာကြီးကော်မတီရှိတယ်အမေရိကန်မှာအမေရိကန်လာကြီးကော်မတီရှိတယ်အဲ့တော့သူနိုင်ငံမှာ သူလာကြီးကော်မတီကဆုံးဖြတ်တဲ့ဟာဒီအတီဖြစ်တယ်အကယ်လို့ကျွန်တော်တို့တော်တော်အားလုံးကကျွန်တော်တို့လာကြီးကော်မတီရဲ့ဆုံးဖြတ်ချက်ကိုမယူဘူးအားလုံးဆာအုဒီကိုပဲယူကြမယ်ဆိုရင်ဒီနိုင်ငံတွေမှာရှေ့လာကြီးကော်မတီတွေကအလကားဖြစ်သွားမှာပေါ့ဒါတွေဖွဲ့တာကဘာမှအသေးပဲမရှိဘူးဖြစ်သွားမှာပေါ့ နော်တစ်ဖက်မှာကျွန်တော်တို့ဟာလာဆာဒီအများစုတချို့နိုင်ငံနိုင်ငံတွေမှာဒီလိုအုပ်စုတွေရှိတယ်ဆာဒီမှာလာမြင်မြင်နဲ့ဆာဒီမှာလာမမြင်မမြင်ဘူးအဲ့တော့ဆာဒီမှာမဂရစ်ဖတ်တဲ့အချိန်တော့ကျွန်တော်တို့မဖတ်ဘူးဟာလာဆာဒီမှာမဂရစ်ဖတ်တဲ့အချိန်ကျွန်တော်တို့ဒီမှာမဖတ်ဘူးအဲ့လိုပဲဆာဒီမှာဟာလာဝါဖြေတဲ့အချိန်ကျွန်တော်တို့မဖြေဘူးအချိန်ကဒီမှာ၃နိုင်ခွဲလောက်ကနေအမေရိကန်နဲ့ဆာဒီဆိုဘာမှမဆိုင်ဆာဒီမှာနေဆိုအမေရိကန်မှာညအမေရိကန်မှာညဆိုဆာဒီမှာနေ နေဝင် နေထွက်တဲ့အချိန်မတူဘူးအဲ့ဒါကြောင့်လို့ကျွန်တော်တို့မြန်မာတနိုင်ငံထဲမှာပြည်ကြီးကြီးမော်လမြိုင်မြို့ရဲ့အချိန်စရာတစ်ခုရန်ကုန်ကတစ်ခုဟာလား9မိနစ်လောက်ဟာနေမယ်သူနေဝင်နေထွက်တဲ့နေရာလောင်ကြီးကျူးလက်ပြီးကျူးတွေမတူဘူးအဲ့တော့လာကိစ္စမှာကျတော့ကျွန်တော်တို့ကဘာဖြစ်ရလဲဆိုတော့ဆော်ဒီအာမြင်ပြီးဆိုရင်အားလုံးယူလိုက်ကြတယ်အဲ့တော့ပြန်မေးရမှာကကျွန်တော်တို့မြန်မာနိုင်ငံမှာမြင်တယ်အမေရိကန်မှာမြင်ဆော်ဒီအာယူမလားဆိုတော့ကျွန်တော်တို့ကတော့မယူဘူးဟုတ်လားတို့မှာတို့လားကြီးကောမတီရှိတယ်ကျွန်တော်တို့စကားတို့ပဲယူမယ် အဲ့ဒါကြောင့်လို့တို့ကလည်းမယူဘူးကျွန်တော်တို့ကလည်းတို့မယူဘူးအဲ့ဒီဘက်မှာကျွန်တော်တို့သတိထားမှာပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလာကြီးကော်မတီရှိဟုတ်လားမလားအကယ်လို့ဥပမာအဖြစ်ဟာဆိုကြပါစို့ဟာဆော်ဒီမှာကြိုပြီးတော့လာမြင်သွားတယ်အမြဲတမ်းဆော်ဒီကစောနေတယ်တရမုံ၂ရက်စောနေအကယ်လို့အဲ့ဒီလူကဆော်ဒီကလာကိုကြည့်ပြီးတော့ရူစာထားလိုက်တယ်ဟုတ်လားအကယ်လို့ကျွန်တော်တို့ဒီအေးလောက်ကနေကြမှာမြန်မာပြည်လာကိုပြန်ကြည့်ရင်သူတို့က33လုံးဖြစ်ချင်းဖြစ်နေတယ် အခုကျွန်တော်တို့လူတယောက်ကမြန်မာနိုင်ငံကလာကိုကြည့်ပြောလို့သာထားလိုက်တယ်အဲ့လောက်ကနီမှာကျတော့ तू ကဆော်ဒီလာနဲ့အဲ့လောက်ချင်းနဲ့ဆိုရင်28ဖြစ်ချင်းဖြစ်နေမယ်အဲ့တော့ကျော်လို့ရှရီယက်တရားတော်မှာကရှရီယက်မှာရှိတာကအစ္စလာမ်ရဲ့လာဟာ30ဖြစ်ရင်ဖြစ်မယ်29ဖြစ်ရင်ဖြစ်မယ်ဒီလောက်အဝေးကအဲ့ဒါလာကြည့်မြင်တာကိုအတီယူလို့မရဘူးအဲ့ဒီအဝေးကဟာကိုယူလိုက်မယ်ဆိုရင်ကျွန်တော်တို့လာကခုနလိုတရားတော်နဲ့စမ်းကျင်သွားမယ်28ဖြစ်ရင်ဖြစ်ရမယ်33ဖြစ်ရင်ဖြစ်ဖြစ်ကိုဖြစ်မယ် အဲ့ဒါကြောင့်လူစကားကိုဟလာမေးခွန်းကိုပြန်ကောက်ပြီးပြောရမယ်ဆိုရင် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလာချီကော်မတီရှိတယ်။အဲ့ဒီနိုင်ငံကလာချီကော်မတီကဆုံးဖြတ်ချက်ဒီအဲ့ဒီနိုင်ငံသူနိုင်ငံသားတွေတို့အတူဖြစ်တယ်။တခြားနိုင်ငံမှာမြင်ရင်းမမြင်ရင်းကဒါကျွန်တော်တို့တို့အတူမဖြစ်ဘူး။